ငလင်ဘေးတဲ့ဒေသတွေမှာဖြစ်နိုင်ရင်တော့ရေတက်ကိုပဲတောက်သုံးပါဘုံပန်းရေတွေးရေကန်ရေပဲတောက်သုံးနေသူတွေဆိုရင်တော့၃မိနစ်လောက်ပော့ပွက်စုအောင်ကြိုချက်ပြီးမှပဲတောက်တင်ပါတယ်စကိုင်းတိုင်းပလဲမြို့နယ်ကတိုက်ပွဲတွေမှာအထိနာပြီးတဲ့နောက်ဂျော်လာ၁၇ရက်မနေ့ညပိုင်းမှာပလဲမြို့စီစစ်ကောင်စီတပ်ကလေကြောင်းကနေစစ်ကူတွေပို့ခဲ့တာကြောင့်မြို့ပေါ်ကပြည်သူတွေညရင်ချင်းစစ်ပေးဆောင်ခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ် မနေ့ည၈နာရီခွဲမှာစစ်ကောင်စီကတန်ယူပို့ဆောင်ရေးလေယာဉ် White Trail နဲ့ပလဲမြို့ပေါ်ကထွေအုပ်ရုံးထဲကိုအင်အားတရာကျော်ချခဲ့တာလို့သိရပါတယ်။အတိအကျမသိနိုင်တာညဆိုတော့ပြစ်စည်းချရလဲဖြစ်နိုင်တယ်။ဒါပေမဲ့စုံစမ်းလို့ရတဲ့လောက်ကတော့လူဝင်အားလို့သိရတယ်လို့ဒေသခံတူက People's Bank ကိုပြောပါတယ်။ဒါအပြင်တိုက်ပွဲဖြစ်ပွားရာကန်တော့ရွာနီးကမြောက်ကုန်းဆောင်ချန်းကုန်းကျွန်းဖို့ကုန်းကုတ်ကုကုန်းဇေဒီယုံကျေးရွာနဲ့ပလဲကန်ကောလမ်းပိုက်ကတောင်ဘက်ချမ်းကကျေးရွာအလုံးနီးပါ စစ်ဆောင်နေရတယ်လို့သိရပါတယ်။ပလဲမျိုးပေါ်မှာစစ်ကောင်စီတက်ဆွဲထားတဲ့ထွေအုပ်ယုံမြို့နယ်ရဲစခန်းနဲ့ကန်းတောက်ဈေးဖြူကုန်းအင်မတီရွာတွေကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကဖျက်တောက်ပိတ်ဆို့ထားလို့စစ်ကောင်စီတပ်ကလေကြောင်းကနေပဲအင်အားဖြည့်တင်နိုင်တော့တာလို့သိရပါတယ်။ပလဲမျိုးနယ်မှာကန်းတောက်ရွာနေမြေရဲစခန်းကိုဂျွန်လ၂ရက်နေ့ကစတင်ပြီးပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေကစတင်တိုက်ခိုက်နေပါတယ်။ကန်းတောက်စကန်းတိုင်းတိုက်ပွဲမစတင်ခင်ကတည်းက ကျေးရွာချို့ကြိုတင်တဲချောင်ခဲ့ကြတယ်လို့လည်းဒေသခံတွေကပြောပါတယ်။ဂျော်လာဆယ်ရက်မှာတော့ NUG ရဲ့ကာကွယ်ရေးဝန်ကြီးဌာနလောက်ခံ PDF ခရိုင်တပ်ရင်းတွေပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကဖာတို့ပါဝင်တဲ့ပူပေါင်းတပ်တွေကဈေးဖြူကောင်းရွာကပြူစောတိစကန်တွေကိုလည်းထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ PDF တချို့ကပြောပြပါတယ်။ဒါအပြင်အင်မတီပြူစောတိရွာကနေကန့်တော့ရဲစကန်စီစစ်ကိုတက်လာတဲ့စစ်ကြောင်းကိုလည်းတော်လရေးတပ်တွေကကြားဖြတ်တိုက်ခိုက်တာရှိပါတယ်။ ကန်တောက်ရက်စကန်တိုက်ပွဲနဲ့ပတ်သက်ပြီးအသေးစိတ်အခြေအနေကိုတိုက်ပွဲပြီးစီးမှသာထုတ်ပြန်မယ်လို့ PLA ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ကန်တောက်ရက်စကန်ကိုဒေါ်လာရေးတက်ဖွဲ့တွေကဝိုင်းဝန်းပိတ်ဆို့ထားနိုင်ပြီးတိုက်ပွဲလည်းဆက်ဖြစ်နေတယ်လို့ဆိုပါတယ်။ဂျော်လာဆယ်ရက်နေ့နေခင်းပိုင်းကပလဲမြို့နယ်ထဲကကြေးရွာတွေကိုဘုံလာကျဲတဲ့စစ်ကောင်စီတပ်ရဲ့ဂျက်တိုက်လေယာဉ်တစ်စီးကိုဒေါ်လာရေးတက်တွေကပြစ်ချခဲ့တာကြောင့်ပြက်ကျမီးလောင်ခဲ့ပါတယ်။အဲ့ဒီဖြစ်စဉ်မှာတိုက်လေယာဉ်မှုတေဆုံးသွားတယ်လို့ PLA ကမနေ့ကအတည်ပြုခဲ့ပြီး ပြတ်ကျတဲ့နေရာနီးကအရက်သား၄ဦးလဲတေဆုံးခဲ့ရတယ်လို့သိရပါတယ်ရှင်ငလင်ဘေးတဲ့ဒေသတွေမှာဖြစ်နိုင်ရင်တော့ရေတန့်ကိုပဲတောက်သုံးပါဘုံပန်းရေတွေးရေကန်ရေပဲတောက်သုံးနေသူတွေဆိုရင်တော့၃မိနစ်လောက်ပော့ပွတ်စုအောင်ကြိုချက်ပြီးမှပဲတောက်တင်ပါရယ်